အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာဖုံးစီသူလည်းပါမိသားစုချမ်းမကြီးဆောင်ချောင်းမှုနဲ့ထရေယောဂါကုဆရာဝန်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ပွေဝေညင်ယာနာစတဲ့အရေးပြားယောဂါတွေနဲ့ပတ်သက်တဲ့အကြောင်းတွေနဲ့ကျွန်တော်ဆောင်ရွက်ဆောင်ရွက်တွေကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ် ကျွန်တော်တို့ကတော့ဒီပွေဝဲညင်နှင်းခုဆိုပြီးတော့ဗောနော်ကျွန်တော်တို့ကအားလုံးစုပြီးရောပြီးပြောတတ်ကြတယ်ဗောနော်တကယ်တမ်းတော့ပြောရလို့ရှိရင်တော့ကျွန်တော်တို့ကဒီပွေတို့ညင်တို့စတဲ့ယောဂါတွေကတော့ကျွန်တော်တို့မှုဗောနော်အရေးပြမှုဆိုတဲ့ယောဂါကြောင့်ဖြစ်တယ်ကျွန်တော်ဝဲရတော့ အဲကျွန်တော်တို့ဒီ parasite ဆိုတဲ့ဒီကပ်ပါမိုးကြောင့်ဖြစ်တာပေါ့နော်ပြီးတော့ကျွန်တော်နှင်းကူကြတော့တခြားအရာတွေနဲ့မတူဘဲနဲ့ကျွန်တော်တို့ကဒီကုသရောဂါမိုးပဲနဲ့ခန္ဓာကိုယ်ရဲ့အရေးပြားတွေပြီးတော့တုံ့ပြန်မှုလွန်ကဲတာကြောင့်ဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့တစ်ခုနဲ့တစ်ခုကတော့ကျွန်တော်ဖြစ်ပွားပုံမြင်နေမတူပါဘူးခင်ဗျာ ဒီအရေးပြားမှုယောဂါတွေကတော့ပြောရလို့ရှင်တော့အဖြစ်များတာတော့ဟိုအခြေအနေနှစ်ခုနဲ့ပြောမှာပေါ့နော်အဲပထမတစ်ခုကတော့ကျွန်တော်ခန္ဓာကိုယ်နဲ့သက်ဆိုင်တဲ့အခြေအနေပေါ့ကျွန်တော်ခန္ဓာကိုယ်ကကျွန်တော်ဒီမို့ကိုကျွန်တော်တို့ကတတ်နိုင်သလောက်ဒီအရေးပြားမဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့ကာဝယ်ထားတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုဖြစ်ရလဲဆိုတော့ကျွန်တော်ကိုယ်ခန္ဓာ နေသွားတဲ့အခြေအနေမျိုးတွေမှာပေါ့နော်ကိုကန်းနေတဲ့ယောဂါတွေရှိတယ်ကျွန်တော်စီးကျော်ယောဂါရှင်တွေဆိုလို့ရှိရင်ရေပြောင်းမှုဆိုတဲ့ယောဂါဖြစ်များတယ်အဲ့လိုမျိုးရဲ့ကျွန်တော်တို့ကန်ဆာယောဂါတို့ကန်ဆာကုသတာတို့ကိုခန္ဓာအစားထိုးထားတဲ့လူတွေနောက်ပြီးတော့ကျွန်တော်တို့ရေပြားလေးပန်းတာဖြစ်တာတို့အဲ့ဒါအတွက်ကျွန်တော်စေးတောက်နေရတဲ့လူတွေနဲ့ကိုကန်းအကြဆင်းတဲ့ယောဂါရှိတဲ့လူတွေမှာတော့ကျွန်တော်တို့ကဒီကိုကန်းအကြတဲ့အတွက်ကြောင့်မလို့ရေပြားမှုယောဂါတွေကျွန်တော်တို့ဖြစ်များတယ်ပြီးတော့ကျတော့နောက်တစ်ခုပြောရမယ်ဆိုရင်တော့ပတ်ဝန်းကျင်ခြေနေပေါ့နော်ပတ်ဝန်းကျင်ခြေနေရတော့ကျွန်တော်တို့ဒီစိုးတိုင်းစားမြင့်နေမိုးရင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့မိုးတွေကအာစိုးစွန ်နေတယ်ပြီးရင်ကျွန်တော်အင်ဂျီဝက်စားတွေကိုလည်းကျွန်တော်တို့ကအချိန်ပြီမချောက်တဲ့ဟာကိုအဲ့လိုစွတ်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 ကြီးတွေကိုကျွန်တော်ဝက်ကြတယ်အဲ့ပြီးတော့အဲအင်နေမှာလည်းမှုတွေဆွဲတယ်လို့ပေါ့နော်ကျွန်တော်ခန္ဓာကိုယ်ရည်ရွယ်ရတယ်အဲ့ဒါကြောင့်မလို့မှုဆွဲရတာပေါ့နော်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ကဒီ poor personal hygiene လို့ခေါ်တယ်ကျွန်တော်တို့တကွေတန်ရှင်းရေးအားနည်းလို့ရှိရင်လည်းကျွန်တော်တို့မှုယောဂါတွေဖြစ်တတ်ပါတယ်ဗျာ အရေးပြားမှာဖြစ်တဲ့ယောဂဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီကူးဆက်မှုကတော့အလွန်များတယ်ဗျဒီပြောရလို့ရှိရင်ကျွန်တော်တို့ကဒီ direct contact ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ကဒီအရေးပြားမှုယောဂရှိတဲ့လူရဲ့ဒီမှုဆွဲနေတဲ့နေရာနဲ့ပေါ့နော်ကျွန်တော်တို့ထိမိတာအဲ့လိုမျိုး direct contact ကတွေလည်းကူးဆက်တယ်လို့ indirect contact ဆိုပြီးတော့ကျတော့ကျွန်တော်တို့သူတို့ဝတ်ထားတဲ့ကျွန်တော်တို့ဝတ်အစားတွေအဲသုံးဆောင်တွေပေါ့နော်ကျွန်တော်ဒီမျက်နှာတုပ်ပွားတို့ အဲဒီအဲ့လိုဟာမျိုးတွေအညီဝယ်စားတွေပေါ့အဲ့လိုဟာမျိုးတွေကလည်းကျွန်တော်တို့အဲ့လိုမျှဝေပြီးသုံးဆွဲကြလို့ရှိရင်ကူးစက်နိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အိယခင်းတွေပေါ့ဒီအိယခင်းတို့စောင်းတို့အဲ့လာတွေကိုလည်းကျွန်တော်တို့ဒီမျှဝေသုံးဆွဲလို့ရှိရင်လည်းကျွန်တော်ကူးတက်တယ်အဲ့ဒါကြောင့်မို့တိမ်မာဒီအရေပြောင်းမှုရောဂါဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီအတူနေတဲ့လူတွေမှာနည်းနည်းများတော့ကူးစက်နိုင်ပါတယ် းနှင်းပေါ့နော်ဒီရေပြင်းမှုယောဂါတွေဖြစ်ပြီးဆိုလို့ရှိရင် poor personal hygiene လို့ခေါ်တယ်ကျွန်တော်တို့ဒီတကိုယ်ရေတန်ရှင်းမှုအားနေတာ အာကြောင့်ဖြစ်တာများတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကတကွေတန်ရှင်းကိုအထူးကယူဆရမယ်အဲ့တော့ကြတော့ကျွန်တော်တို့အနေနဲ့ကဒီစွတ်စွတ်တဲ့ဟာတွေများလို့ရှိရင်လည်းကျွန်တော်တို့ကဒီမှုရုံမှုတွေကပေါက်ပွားမှုနှုံအရန်များတဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ကိုကျွန်တော်တို့ကတစ်ချိန်လုံးဘယ်လိုခေါ်မလဲဆိုတော့တန်ရှင်း6တွေ့နေအောင်ထားမယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့တိုင်းရေမမှန်ချိုးမယ်ပြီးလို့ရှိရင်ရေချိုးပြီးလို့ရှိရင်လည်းကျွန်တော်6တွေ့အောင်တုံးမယ်ဝက်စားဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအရင်နေ့ရအဝက်စားတို့မနေ့ညဝက်တာတဲ့ဟာမျိုးတို့ပြန်မွေးပေးနေကျွန်တော်နေ့တိုင်းအစ်စ်ဝက်မယ်ပေါ့နော်အဲ့လိုအစ်စ်ဝက်တဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကမ6သေးတဲ့ဝက်တွေပေါ့နော် ီမိုးဆိုးဆိုးဆွတ်ဆွတ်တယ်ဆိုတော့ကျွန်တော်အေးအမ6တဲ့ဝက်တွေဝက်လို့ရှိရင်လည်းအဲ့အဝက်စားမှာပါတဲ့မှုတွေကလည်းကျွန်တော်ခန္ဓာကိုယ်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်မလို့ဒီအဝက်စားဝက်လို့ရှိရင်တန်ရှင်း6တွေ့တဲ့ဟာတွေဝက်ရမယ်ကျွန်တော်တို့ကွန်ခန်းနေလို့ရှိရင်လည်းဒီမှုယောဂါတွေကကျွန်တော်တို့ဒီဖြစ်တာတာရှည်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကကိုယ်ခန္ဓာကောင်းအောင်လို့တုံ့ပြန်တိုင်းပေါ့နော်ကျွန်တော်အာဟာရပြည့်ဝအောင်စားမယ်ကျွန်တော်ခန္ဓာကိုယ်အရေးပြားလို့တော့ကျွန်တော်တို့ကတန်ရှင်း6တွေ့အောင်ထားရမှာ ဖြစ်ပေမဲ့ကျွန်တော်ခန္ဓာကိုယ်မှာတော့ရေတဲ့ပြေဝနေဖို့ကတော့ရေမများတော့အောင်ပဲပေါ့နော်အဲ့တော့ကျတော့ပြောရလို့ရှိရင်ကျွန်တော်တို့ personal hygiene ကောင်းအောင်နေမယ်ကိုယ်ခန္ဓာကောင်းအောင်နေမယ်အဲ့လိုအပြင်ကျွန်တော်တို့ကဒီယောဂမမြန်တက်တောင်လောက်အောင်လုပ်ရမှာပေါ့နော်တစ်ဖက်တစ်လမ်းအကူညီပေးတာပေါ့နော်အဲ့ဒါအပြင်ကျွန်တော်တို့ကဒီအရေပြားမှုယောဂတွေကအရန်ကိုကုဆတ်မှုနှုတ်များတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကကိုယ်မှာပြတဲ့ဟာလေတခြားအတူနေအိမ်သားတွေကိုမကုဆတ်အောင်လို့ဆိုလို့ရှိရင်ကျွန်တော်တို့နေနေရဒီအဝတ်အစားတို့ဒီအသုံးဆောင်ပစ္စည်းစတာတွေကိုကျွန်တော်တို့ကအာဒီတည်တံ့ထားပြီးအသုံးပြုတာအကောင်းဆုံးပါပဲဗျာ ဒီအခြေပြမှုယောဂါတွေကတော့ကျွန်တော်တို့ဒီတခြားယောဂါတွေလိုပေါ့နော်ဟိုနေမကောင်းနေဖျားရတာလားဆိုကျွန်တော်ဒီတိုင်းဟိုဆေးမတောက်လို့ရှင်တော့မှသူကသူဟိုဒီတုပ်ကွေးတို့ဘာတို့ကအချိန်တိုင်းပျောက်တယ်ပေါ့နော်ဒါပေမဲ့ဒီမှုယောဂါတွေကြတော့သူကသူပျောက်ခဲတယ်ပေါ့နော် ခန္ဓာကိုယ်မှာ အာမှုဆွဲသွားပြီဆိုလို့ရှိရင်ငကိုရဲဟွာကိုခံရကြတာလဲပါတော့ကြတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့စေးလိမ့်မှုလိုတယ်ပေါ့နော်အဲ့တော့စေးလိမ့်မှုလိုတယ်ဆိုတဲ့နေရာမှာစေးတွေကတော့အများကြီးရှိတယ်အဲ့ဒီမှာတော့ ျွန်တော်တို့ဒီ side effect ပေါ့နော် virus ဆိုကြိုးအနည်းဆုံးကတကူကတော့ဒီ1% glucose trimethoxazole ပေါ့နော်ကျွန်တော်ဒီ over the counter ဝယ်လို့ရတယ်စေးဆိုင်တွေမှာလည်းတကူဝယ်လို့ရတယ်အဲ့ဒါကိုကျွန်တော်တို့နီးလန်းမှန်မှန်နဲ့အချိန်မှန်လိမ့်ရမှာပေါ့နော်ကျွန်တော်တို့ဘယ်လိုလိမ့်မလဲဆိုတော့ကြတော့ဈေးကိုကျွန်တော်တို့ဒီထုံးစံတိုင်းဟိုရေရေမနဲ့ရေချိုးတယ်ပေါ့နော်အဲအရင်လိုရေမိုးချိုးအဲတန်ရှင်း6တွေ့အောင်အဝတ်စားတဲ့အဲ့ဒီရေတွေကိုဆင်အောင်တုတ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ဒီမှုဖြစ်နေတဲ့နေရာကိုကျွန်တော်ဈေးကိုတည်တည်ချာချာညင်ညင်တာတာနဲ့ အဲတေချာတိတိစကြလိမ့်ပေါ့နော်အဲစေဖြစ်တဲ့နေရာတပြင်လုံးကိုပြန်အောင်တေချာလိမ့်ရမယ်လိမ့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကတနည်းကိုအဲနှစ်ကြိမ်အဲနှစ်ကြိမ်လိမ့်ရမယ်ပြီးရင်အရေးကြီးဆုံးတစ်ချက်ကတော့ကျွန်တော်တို့ကဒီ close time bazaar ကအရန်ကောင်းတော့အဲကျွန်တော်တို့ဒီမှုယောဂါဖြစ်ပြီဆိုရင်ဒီကောင်ကလိမ့်ဖြစ်ပွေးလူတွေတော့လိမ့်ပွေးလူတွေတိကြမှာပေါ့နော်ကျွန်တော်သုံးရက်လောက်ဆိုပျောက်သွားတယ်သုံးရက်လောက်ဆိုလို့ရှိရင်အဲ့နေရာဘာမှမရှိတော့ဘူးမူလအရေးပြားအတိုင်းပဲချောသွားပြီးတော့ကျွန်တော်နည်းနည်းအယောင်လေးပဲကြံခဲ့တာပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့က ပျောက်ပြီဆိုပြီးတော့ဒီတိုင်းထားခဲ့ကြတယ်ဗောနော်အဲ့လိုမရဘူးကျွန်တော်တို့မှုတွေရပါလဲဆိုတော့သူ့မှာစပိုးလို့ခေါ်တယ်ကျွန်တော်တို့ဒီမျိုးစီတွေကကြံခဲ့တယ်အဲ့တော့အဲ့ကောင်တွေရပြီးတော့ပြန်ပြီးပေါက်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဆေးကိုနှစ်ပတ်အတိအတိကျနှစ်ပတ်လုံးဝမလျော့ပဲနဲ့ကျွန်တော်နှစ်ပတ်ပြည့်အောင်လေ့ရမယ်အဲ့တော့ကြတော့ပြောရင်၃ရက်လောက်ဆိုလို့ရှင်ဂျင်းတွေဘာမှမရှိတော့ပျောက်သွားတယ်ဒါပေမဲ့အဲ့ပျောက်သွားတဲ့နေရာငါကိုဖြစ်ခဲ့တဲ့နေရာကိုပဲနှစ်ပတ်ပြည့်အောင်တေချာလေ့ရမယ်ပေါ့အဲ့ဒါကတော့အရေးကြီးဆုံးချက်ပါပဲ thank you မဖြစ်အောင်ကာဝယ်တာအကောင်းဆုံးပဲပေါ့နော်အဲ့တော့ကြတော့ကျွန်တော်တို့နေနေတာပြောရင်တော့ဟိုရှေ့မှာလည်းကျွန်တော်ဆွေးနွေးသွားသလိုပေါ့နော်ဒီကိုခံရနေလို့ရှိရင်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုခံရအကောင်အကိုကိုပြုစုဆောင်ဆောင်ပဲပေါ့နော်ပြောလို့ရှိရင်ကျွန်တော်ဒီကိုခံရအကောင်အဟာရတွေပြည့်အောင်စားမယ်ဟိုအချိန်မမှန်တဲ့ရေဘောဝါးအိမ်မှာရေမြတ်မြတ်တောက်မယ်ပြီးရင်သက်ဆောင်တဲ့တွေဖြစ်တဲ့ဗီတာမင်စီ mineral တွေပါတယ်ကျွန်တော်သီးနှံတဲ့ဟင်းသီးရွက်တွေများများစားမယ်ပေါ့နော်ဒါကတော့ကိုခံကကောင်းတဲ့ဘက်ကပေါ့နော်အဲ့ဒါအပြင်ကိုကျွန်တော်အနေနဲ့ကဒီစီဂျိုယောဂါတို့ကျွန်တော်ဒီဂျာနာတာရှိယောဂါတွေရှိလို့ရှိရင်လည်းကျွန်တော်တို့ကဒီဘက်ကိုခံနေတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ရှိတဲ့ယောဂါကိုလည်းကျွန်တော်တို့ကဒီဆရာဝန်နဲ့ရက်ချင်းမှန်မှန်ပြသပြီးတော့ တည်တည်ကြကြကုသရမယ်ပေါ့နော်ဒါကတော့ဒီဘက်ကကျွန်တော်တို့ကိုခံတာဘက်ကပေါ့အဲ့တော့ကျတော့ပြီးရင်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ဒီပတ်ဝန်းကျင်ခြေနေရလေကျွန်တော်တို့မှုတွေမပြန့်ပွားအောင်ကျွန်တော်တို့အထူးဂရုစိုက်ရမှာပေါ့နော်အဲ့တော့ကျတော့စူတိုင်းစာမြင့်တဲ့နေရာတွေအဲအဲ့လိုဖြစ်လို့ရှိရင်ကျွန်တော်မှုတွေပေါက်ပွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်ကိုအိမ်ထဲမှာဒီစွတ်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 ကြီးဖြစ်မနေအောင်ကျွန်တော်တို့အနေနဲ့က ဒီလူရှိတဲ့အချိန်ပေါ့နော်ညအချိန်မဟုတ်ဘူးအိမ်မှာလူရှိတဲ့အချိန်ဆိုလို့ရှိရင်လေဝေဒရက်ကောင်လို့ဒီပရင်ပေါက်တွေအကုန်လုံးသေချာဖွင့်ထားမယ်အဲမိုးရွာရင်တော့ပိတ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးဖွင့်ထားမယ်နောက်ပြီးတော့ကျွန်တော်တို့အေးရခင်းရလည်းအရေးကြီးတယ်ပေါ့နော်အေးရခင်းနေရလည်းကျွန်တော်တို့ကညတော့အပြင်တော့တခြားဟာတွေကယူဆိုင်တယ်ကျွန်တော်အဝတ်စားတွေဆိုလို့ရှိရင်လည်းကျွန်တော်ပြင်သွားလို့ရှိရင်ဒီအဲတန့်ပြန့်နေအောင်ပေါ့နော်ကျွန်တော်အဝတ်တွေတေချာလျှော်တယ်မိဘူးတွေတိုက်တယ်ဒါပေမဲ့ အရင်ကင်းကြတော့ကျွန်တော်တို့လဲဖို့နည်းနည်းမိနေတတ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီမိုးရင်ဆွတ်ဆိုတဲ့အချိန်ဆိုလို့ရှိရင်တော့အဲခဏခဏလဲတာကောင်းတယ်ပေါ့နော်အနည်းဆုံးတော့အဲတပတ်တစ်ချိန်လောက်တော့လဲနိုင်လို့ရှိရင်ပိုပြီးကောင်းတယ်ပြီးတော့ကြတော့ဒီအဲအများစုနေတဲ့နေရာမှာဆိုလို့ရှိရင်အကြတော့တယောက်နဲ့တယောက်ကဘုသူစီမှာဘာရှိနေလဲမသိတော့ကြတော့ဥမာအဆောင်နေတာမျိုးအဲ့လိုမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တငယ်ချင်းတွေချစ်တော့ကြတော့ဒီအဝတ်စားတွေကျွန်တော်တို့ဒီမျှဝေပြီးသုံးဆွဲတတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေမလုပ်ဘဲနဲ့ကိုယ့်ပစ္စည်းကိုသုံးပေါ့နော်အရင်ကင်းဆိုလဲကိုယ့်အိမ်ရနဲ့ကိုယ့်အိမ် မလို့ရှိရင်ကျွန်တော်ဝယ်စားရည်ဆိုလို့ရှိရင်လည်းတငယ်ချင်းအနေနဲ့မျှဝေသုံးဆွဲတာမျိုးမလုပ်နဲ့မျက်နှာတုပ်ပွားတို့အဲ့လိုဟာမျိုးတွေကိုလည်းကျွန်တော်တို့ကဒီမျှဝေမသုံးဆွဲပဲနဲ့ကိုယ့်အကူပဲသုံးပါနော်အဲအဲ့ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှုယောဂါကိုကျွန်တော်တို့အများကြီးကာဝယ်နိုင်တယ်ပေါ့နော် န်တော်တော့ဒီကျွန်တော်ရှေ့မှာဆွေးနွေးသွားတယ်လို့ပေါ့နော်ဒီ personal hygiene လို့ခေါ်တဲ့ဒီတကိုယ်ရည်တန်ရှင်းအားနည်းလို့ရှိရင်ကျွန်တော်တို့မှုယောဂါတွေဖြစ်တယ်ဒါပေမဲ့မှုယောဂါဖြစ်တိုင်းတော့ကျွန်တော်တို့ကအဲဒီတကိုယ်ရည်တန်ရှင်းအားနည်းတာညစ်ပတ်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကိုကျွန်တော်တို့ဆရာကြီးတွေဒီကျွန်တော်တို့ငငယ်တော့စာသင်လို့ရှိရင်ကျွန်တော်တို့အဲပြောလို့ရှိတာပေါ့နော်နောက်တဲ့ဇာတ်ကားတော့ရှိတယ်ဆရာဝန်ကောင်းတယောက်ဆိုလို့ရှိရင်အဲကျွန်တော်တို့ဝဲပေါက်ပူရမယ်အဆူပူရမယ်တီဗီဖြစ်ပူရမယ်ဆိုပြီးတို့နောက်တက်တယ်ပေါ့နော်အဲတော့ကျတော့လူနာကိုတိတိကျကျဂယုတဆိုင်နဲ့ထိတွေ့ကင်တွေ့နေတဲ့လူတွေကအဲ့လိုဒ ီအရေပြားယောဂါတွေကတော့ဆရာဝန်တွေကထိုက်လျောက်ကူးတက်တယ်ပေါ့နော်အဲ့တော့ပြောဆိုလိုတဲ့သဘောကကျွန်တော်တို့ကဒီမှုယောဂါတွေဖြစ်ပြီဆိုလို့ရှိရင်အဲလူတွေကကျွန်တော်တို့ကရှက်တယ်ပေါ့နော်ရှက်ပြီးတော့ကြတော့ကိုယ့်အကူပဲကြိတ်ကူးတက်တယ်အဲအဲ့လိုမျိုးမလုပ်နဲ့ကျွန်တော်တို့ဒီမှုလို့ဟိုယောဂါလို့အဲတန်တရားရှိတယ်ပေါ့နော်ပြောရလို့ရှိရင်တော့ဒီမြင်မှုကြမှာပါဒီလေကောင်မှာဒီလို clean area လေးရှိတယ်ပတ်ဝန်းကျင်မှာကြတော့အနီရောင်ပြင်လေးမြင့်တက်နေတာပေါ့နော်စပြတ်တော့တော့ဖူလေးရတွေတစ်စင်းကိုရင်းကိုရင်းနဲ့ပြန့်သွားတာ အဲအဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်ပွေးတွေညင်းနေဖြစ်တာများတယ်ပေါ့နော်အဲ့တော့ကြာအဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်ပွေးညင်းမှုယောဂါလို့ကျွန်တော်တို့တန်တရားရှိလို့ရှိရင်ကျွန်တော်ခုနကပြောသွားတယ်ကျွန်တော်ဒီ1%ဂလိုထရိုင်မဇောပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီဆေးကိုတိတိကျကျနီးမှန်လမ်းမှန်နဲ့နှစ်ပတ်ပြည့်အောင်သေချာလိမ့်မယ်ဒီကျွန်တော် ပြောခုနကပြောသွားတယ်လို့3ရက်လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ယောဂါတက်တာအမယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဆေးလိမ့်နေရတဲ့အနေကိုပို့ဆိုးလာတာမျိုးပို့ပြီးနေရဲရောင်ကိုင်းလာတာမျိုးမတက်တာတာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဒီဆရာဝန်ကိုပြသဖို့မနှောင့်နှေးနေပေါ့နော်ပြောလို့ရှိရင်ရေပြားယောဂတွေကလည်းမာယာအရင်များတယ်ပေါ့နော်ဒီကလေးကျွန်တော်တို့တော့မျက်စိလဲတော့ကြတော့ဟိုစိတ်လိမ့်လို့မသက်သာရင်ဆရာဝန်ကိုအမြန်ဆုံးပြသဖို့ရည်ကြည်တယ်ကျွန်တော်နောက်ဆုံးအနေနဲ့မှာကြလို့ဒါတော့ကျွန်တော်တို့ကဒီအရေးပြားအတွက်ကိုကျွန်တော်စိတ်မိလို့တွေလုံးဝမသုံးပါနဲ့အဲ့ဒါအရေးကြီးဆုံးပါပဲဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်